ောက်ရီမြို့နယ်ထိုင်းမြန်မာနယ်ဆက်ရှိစစ်ကောင်စီရဲ့ထိကပလဲတက်စခန်းကိုတွန်လိုင်းပူပေါင်းတပ်ဖွဲ့ကသိမ်းပိုက်နိုင်ခဲ့တယ်လို့သိရှိရပါတယ်။စစ်ကောင်စီရဲ့ထိကပလဲတက်စခန်းကိုမနေ့ကဇွန်လ22ရက်ညနေပိုင်းမှာတွန်လိုင်းပူပေါင်းတပ်ဖွဲ့တွေကဝင်ရောက်တိုက်ခိုက်ရမှာစစ်ကောင်စီတပ်သားတွေထွက်ပြေးသွားကြပြီးစခန်းကိုသိမ်းပိုက်နိုင်ခဲ့တယ်လို့စစ်ရေးသတင်းရင်းမြစ်တူက ARD Times ကိုပြောပါရတယ်။မစုံတန်းခံစစ်ထိကပလဲခြေကုပ်စခန်းကို ညနေပိုင်းကသိမ်းနိုင်ခဲ့ပါတယ်လို့အဲ့ဒီစီးရီးသတင်းရေမြစ်ကဆိုပါတယ်။လက်ရှိမှာထိုင်းမြန်မာနယ်စပ်မှာစစ်ကောင်စီရဲ့ဥက္ကဋ္ဌဝေါ်လီဗျူဟာတီတဲလဲကာကင်စခန်းစားတဲ့စခန်းသုံးခုသာကျန်ရှိတော့တယ်လို့သိရပါတယ်။ပြီးခဲ့တဲ့မေလာတွင်ကကရင်မျိုးသားလူမျိုးရေးတက်မတော် KNL ဥဆောင်တဲ့တွန်လိုင်းပူပေါင်းတက်ဖွဲ့တွေဟာမြောက်ရီမျိုးနယ်ထိုင်းမြန်မာနယ်စပ်ရှိဗလဲတို့ကနယ်လီရွှေအေးမြိုင်ဘရင်အောင်တက်စခန်းနဲ့မော်ခီးတက်စခန်းတွေကိုဇက်တိုက်သိမ်းပိုက်နိုင်ခဲ့ပါတယ် ဒါအပြင်ဇွန်လ3ရက်နေ့မှာတေဘောဘုစခန်းကိုပါဆက်လက်တင်ပိုက်နိုင်ခဲ့ကြပါတယ်အရခတတော် A က၎င်းတို့ထိန်းချုပ်ထားတဲ့မြို့နယ်တွေမှာစစ်မှုရန်ဥပဒေကိုအရေးပေါ်ပြဋ္ဌာန်းလိုက်ပြီးတဲ့နောက်တောင်ကုန်းမြို့နယ်ကဒေသခံရခိုင်လူငယ်တွေဟာစစ်မှုထမ်းဆောင်မှုတန်းကြွစွာချီတက်သွားလာနေကြတာတွေကို A ရဲ့မြေပြင်သတင်းမီဒီယာတွေရဲ့ဖော်ပြချက်တွေမှာမြင်တွေ့ရပါတယ်။ အလားတူမောင်နှောမြို့နယ်ကရခိုင်လူငယ်တွေဟာလည်းအရခတက်တော် AAC စစ်မှုထမ်းဆောင်မှုတက်ကြွစွာ ခြိတက်ခဲ့ကြတယ်လို့ဒေတာရင်းခြေဆိုင်သတင်းမီဒီယာတွေမှာဖော်ပြထားကြပါတယ် အေရီတိုင်းရေကြီးမြို့နယ်ငတိုင်းချောင်းမြို့ရှိကျေးရွာတွေကပြည်သူတွေအနေနဲ့ထောက်ခံစာပါမတာဈေးဝယ်ယူခွင့်ရှိတယ်လို့သိရှိရပါတယ်။ဈေးဝယ်ယူခွင့်ထောက်ခံစာမှာရက်စွဲနဲ့ပစ္စည်းအမျိုးအမည်အရေအတွက်တွေပါအတိအကျပြောပြီးတော့မှထောက်ခံပြုလုပ်ပေးနေတာဖြစ်ပါတယ်။ငတိုင်းချောင်းမြို့ကိုကုန်းလန်းကနေဈေးလာဝယ်တဲ့အခါစစ်သားရဲပြည်သူစစ်တွေကဂိတ်တိုင်းမှာတာပြီးစစ်တာကန္နာစိတ်မှာအတင်းကျပ်ဆုံးပဲလို့ငတိုင်းချောင်းမြို့နေဒေသခံတူက ERI Times ကိုပြောပါတယ်။ နိုင်ငံသားစီစီရေးကပ်ပြအမှတ်နဲ့တွားရောက်ဝယ်ယူမဲ့မြို့နယ်မဲကိုပါအတိအကျဆင်ရင်ပေးမှသာစစ်ကောင်စီလက်အောက်ခံအုပ်ချုပ်ရေးမှုအဖွဲ့ကထောက်ခံစာ ပြုလုပ်ပေးတယ်လို့ဒေသခံတွေစီကသိရပါဗျ။ငတိုင်းချောင်းကန္နာစိတ်မှာရဲမိသက်အုပ်ချုပ်ရေးမှုအဖွဲ့တွေနဲ့ပြည်သူစစ်တွေကပါပြည်သူတွေကိုစစ်ဆေးရေးတင်းကျပ်နေတယ်လို့သိရှိရပါဗျ။ ရေကြီးမြို့နယ်ရေနသာစစ်စေးဂိတ်မှာလဲစစ်ကောင်စီကလုံခြုံရေးတင်းကျပ်ထားပြီးအဲ့ဒီစစ်စေးဂိတ်မှာကုန်းမြင်တိုက်နယ်ခြေပါအုပ်စုတွေကိုဝင်ရောက်လိုပါကဒေသခံတွေကတော့ဝင်ကွင်းပြုထားပြီးအပြင်လူတွေကိုတားဆီးစစ်စေးကဝင်ကွင်းမပြုတော့ဘူးလို့သိရှိရပါတယ်။စစ်ကောင်စီကရေကြီးအမြောက်တက်အမတ်တ3လေးတိုက်ခိုက်ခံရချိန်မှာရေကြီးမြို့ဝင်ထွက်တွေကိုစီစစ်တင်းကျပ်ကတားမြစ်ပိတ်ပင်မှုတွေလှုပ်ဆောင်လာတာဖြစ်ပါတယ်။ တနင်္သာရီတိုင်းဘိတ်ကနေတနင်္သာရီကိုဥတီလာတဲ့စစ်ကောင်စီရင်နန်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့လို့ကားတစီးပျက်စီးပြီးစစ်ကောင်စီတပ်သား၃ဦးထိခိုက်ဒဏ်ရာရရှိသွားတယ်လို့တနင်္သာရီမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ပကဖစီကသိရပါဗါးတော်လိုင်းပူပေါင်းတပ်ဖွဲ့တွေဟာဘိတ်ကနေ တနင်္သာရီကိုဥတီမောင်းနှင်လာတဲ့စစ်ကောင်စီတပ်ကရိတ်ခါက6စီးပါရင်နန်းကိုပြီးခဲ့တဲ့ဇွန်လ19ရက်မနက်7:00နာရီလောက်ကတနင်္သာရီမြို့နယ်ကမ်းတို့ရွာချားနယ် ကောမပြင်းရွာလမ်းမိုင်းနှစ်နေရာမှာမိုင်းဆွဲတိုက်ခိုက်ခဲ့ကြတာပါဘိတ်ကနေတက်လာတာအလုံး6စီးပါရိခါကားတွေပေါ့မိုးရင်းရောက်ပြီဆိုတော့ရိခါတွေစုနေကြတယ်တစည်းမှာစစ်ကောင်စီတပ်သား3ယောက်4ယောက်လောက်ပါတယ်အဲ့ဒါကိုမိုင်းဆွဲတိုက်ခိုက်ခဲ့တာပါ ထိတာကတော့3စီးပါတစည်းကတော့လုံးဝပျက်စီးသွားတယ်နှစ်စီးကတော့တဖြည်းဖြည်းပြန်မောင်းသွားတယ် ကားငါးစီးစလုံးတနင်္သာရီခြေဆိုင်ငါးငါးခွန်တရင်ထဲကိုဝင်သွားတယ်ပြက်ပြီးကြံနေတဲ့ကားကရိတ်ခါတွေကိုနောက်ကားတစည်းနဲ့လာတင်သွားတယ်ကားကိုလည်းညာရင်းချင်းပဲနောက်ကားတစည်းနဲ့လာဆွဲသွားတယ်လို့တနင်္သာရီမြို့နယ်ပကဖကတာဝန်ရှိသူတူက AR Times ကိုပြောပါတယ် စစ်ကောင်စီရင်နှံမိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက်ရိခါကားပေါ်မှာလိုက်ပါလာတဲ့စစ်ကောင်စီတပ်သားတွေကလက်နက်ငယ်တွေနဲ့ရန်တမ်းပစ်ခတ်မှုတွေပြုလုပ်ခဲ့ပြီးအမြောက်တက်အမတ336အရှိေမော်တုံးကလည်းလက်နက်ကြီးငါးလုံးခန့်ပစ်ကူပေးခဲ့တယ်လို့အဲ့ဒီတိုင်ရင်စီကသိရပါဗျ။အဲ့ဒီတိုက်ခိုက်မှုတွင်ရိခါကားတစ်စီးပျက်စီးသွားပြီးစစ်ကောင်စီတပ်သား၃ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရှိရပါတယ်။အခုတိုက်ခိုက်မှုကို တနင်္သာရီပကဖားကဇုံ၅ဇုံ ကျနက်တက်စိတ်တို့ပူပေါင်းလှုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီးတော်လိုင်းတက်ဖွဲ့ဝင်တွေဘက်ကအထူးကိမရှိစုခွာလာနိုင်ခဲ့တယ်လို့သိရှိရပါတယ်ရှင်။နေဆက်ညင်းပွားမှုနဲ့ပတ်သက်လို့တင်းမာမှုတွေမြင့်တက်လာနေစဉ်အိန္ဒိချင်းထိုင်းနိုင်ငံကလောင်စာဆီတင်သွင်းမှုအလုံးရက်ဆိုင်မယ်လို့ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟွန်မာနက်ကဇွန်လ22ရက်မှာပြောကြားခဲ့ပါတယ် ဒီညပိုင်းကစပြီးထိုင်းနိုင်ငံကလောင်စာနဲ့တန်းငွေတင်သွင်းမှု အလုံးကိုရပ်ဆိုင်းပါမယ်လို့၎င်းကလူမှုကွန်ရက် Facebook မှာရေးသားခဲ့ပါတယ်ပြည်တွင်းလောင်စာနဲ့ဓာငွေလိုအပ်ချက်ပြည့်မီဖို့စွမ်းရည်ကုမ္ပဏီတွေဟာအခြားရင်းမြစ်တွေက လုံလောက်စွာ တင်သွင်းနိုင်မယ်လို့သူကဆိုပါတယ် ထိုင်းနိုင်ငံကအမျိုးသားလုံခြုံရေးလို့ဆိုပြီးနေဆက်စစ်ဆေးဂိတ်တွေမှာကန့်သက်ချက်တွေတတ်မှတ်ခဲ့လို့ကမ္ဘောဒီးယားနိုင်ငံကလက်တုံ့ပြန်မှုအဖြစ်ဇွန်လ22ရက်မှာနေဆက်စစ်ဆေးဂိတ်နှစ်ခုကိုပိတ်ပစ်ခဲ့ပါတယ်နိုင်ငံသားတွေမလိုအပ်ရင်ထိုင်းနိုင်ငံကိုမသွားရောက်ကြဘူးကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီးဌာနကဇွန်လ22ရက်မှာထုတ်ပြန်ချက်တရထုတ်ပြန်ခဲ့ပြီးကမ္ဘောဒီးယားနိုင်ငံရှိထိုင်းနိုင်ငံသားတွေဆန္ဒပြနေရာတွေကိုရှောင်ကျဉ်ကြဖို့ထိုင်းကောင်စီရေးဌာနကတတိပေးခဲ့ပါတယ် ထိုင်းဝင်ကြီးချုပ်ပေတောင်နန်ရှင်နာဝထရာနဲ့ကမ္ဘောဒီးယားလွှတ်တော်ဥက္ကဋ္ဌဟွန်ဆန်တို့ကြားဖုန်းပြောဆိုမှုပေါက်ကြားပြီးနောက်ထိုင်းနိုင်ငံမှာနိုင်ငံရေးကစင်ကလျားအခြေအနေ ဖြစ်လာခဲ့ပြီးပေတောင်နန်ရဲ့ပြောဆိုချက်အပေါ်ပြည်တွင်းမှာဝေဖန်မှုတွေရှိခဲ့ပါတယ်။အာနာယထိုင်းညွန်မောင်းအစိုးရဖွဲ့ကဒုတိယအင်အားအကြီးမားဆုံးပါတီကဒီသတင်းပတ်အစောပိုင်းမှာညွန်မောင်းအစိုးရဖွဲ့ကနှုတ်ထွက်ခဲ့ပြီးဟွန်ဆန်နဲ့ဖုန်းပြောဆိုမှုနဲ့ပတ်သက်လို့ပေတောင်နန်ကိုတောင်းပန်စေခဲ့ပါတယ်။ ထိုင်းနိုင်ငံဟာ2022ခုနှစ်မှာကမ္ဘောဒီးယားနိုင်ငံရဲ့တတိယအကြီးမားဆုံးကုန်သွယ်ဘက်နိုင်ငံဖြစ်ခဲ့ပြီးသွင်းကုန်ပမာဏဟာဒေါ်လာ3.8ဘီလီယံရှိပြီးလောင်စာဆီတင်သွင်းမှုက28ရာခိုင်နှုန်းရှိခဲ့တယ်လို့ကမ္ဘာ့ဘဏ်ကဆိုပါတယ်နေဇာအနီးအငင်းပွားဖျားကြောင်တစ်ခုကိုစပိန်သမား150ခန့်လေပတ်ရာမှာလိုက်လံဆောင်ရှောက်ပြီးထိုင်းစစ်တပ်ကသဘောတူညီချက်ကိုချိုးဖောက်ခဲ့တယ်လို့ကမ္ဘောဒီးယားကာကွယ်ရေးဝန်ကြီးဌာနကဆွဆွဲခဲ့ပါတယ်။ ဤသည့်ချိုးဖောင်းမှုမှမရှိကြောင်းထိုင်းစစ်တပ်ကငင်းဆန်ခဲ့ပြီးနားလည်မှုလွှဲမှားခြင်းလို့ပြောကြားခဲ့ပါတယ်။အမေရိကန်နိုင်ငံဟာတနင်္ဂနွေနေ့ကအီရန်နိုင်ငံရှိဖော်ဒိုနျူကလ িয়ার ဆက်ရုံကိုတိုက်ခိုက်ရာမှာဗန်ဂါခွင်းဘုံတွေအုံပြုခဲ့တယ်လို့ပင်တဂွန်တာဝန်ရှိသူတွေကပြောပါရတယ်။ဒါဟာမယုံကြည်နိုင်စရာအောင်မြင်မှုတစ်ခုပါ ကျွန်တော်တို့အီရန်နျူကလ িয়ার အစီအစဉ်ကိုဖျက်ဆီးခဲ့ပါတယ်လို့ဝါရှင်တန်ဒီစီမြို့တော်မှာကျင်းပတဲ့သတင်းစာရှင်းလင်းပွဲမှာအမေရိကန်ကာကွယ်ရေးဝန်ကြီး PT Hasech ကပြောပါတယ်အမေရိကန်နိုင်ငံဟာမြောက်နယ်မြေတွေအခိုင်အမာလုပ်ထားတဲ့ဘန်ဂါရီနဲ့ဥမင်လှိုင်ကောင်းတွေကိုတိုက်ခိုက်ရမှာအသုံးပြုတဲ့ GBU-57 အင်အားပြင်းဘုံးနဲ့ဖျက်ဆီးခဲ့တာပါ အမေရိကန်ရဲ့ B2 ဘုံကျဲလေယာဉ်ဟာစနေနေ့ဒေတာဆန်တော်ချိန်ညနေ6:40မိနစ်မှာတစ်ချိန်တနင်္ဂနွေနေ့အီရန်ဆန်တော်ချိန်မနက်2:10မိနစ်မှာတစ်ချိန်ဖော်ဒိုနျူကလ িয়ার ဆက်ယုံကိုဘုံနှလုံးကျဲခဲ့တာလို့ပူရဲစီဦးစီးချုပ်များဥက္ကဋ္ဌဒန်ကိန်းကပြောပါရယ်ကျန်ရှိတဲ့ဘုံကျဲလေရင်တွေကဘန်ကခွင်းဘုံဆက်လေးလုံးအသုံးပြုပြီးပြစ်မှတ်တွေကိုတိုက်ခိုက်ခဲ့တာလို့သူက ရှင်းပြပါရတယ်။ အင်ဖာဟန်မျိုးရှိအီရန်နျူကလ িয়ার စစ်ရုံကိုတိုက်ခိုက်ဖို့တိုမာဟော့ခ်ဒုံးကျည်တွေအသုံးပြုခဲ့တယ်လို့၎င်းကဆက်ပြောပါရယ်စစ်စင်ရေးဟာအီရန်တပ်ဖွဲ့တွေသို့မဟုတ်အရက်သားတွေကိုပြစ်မှတ်မထားခဲ့ကြောင်းအခုမစ်ရှင်ဟာအီရန်နိုင်ငံမှာ အစိုးရအပြောင်းလဲနဲ့မပတ်သက်ကြောင်း PT Hashash ကပြောပါရယ်